ရှင်းရကြိုဆိုပါရယ်။ရှမ်းမြေအခုရခိုင်မုတ်ဒီရှက်ဖို့အတွက်ပြင်ဆင်ပါမယ်။ရခိုင်မုတ်ဒီရှက်ပါမယ်။တန်ရွဲစတိုင်းတန်ရွဲစတိုင်းရခိုင်မုတ်ဒီရှက်ပါမှာရှက်မှာပါလို့ပထမဦးဆုံးရှမ်းမြေဒီမှာတန်ရွဲရခိုင်မြင်းငပိပေါ့နော်။အဲ့ဒီ20ဂရမ်ကိုရှမ်းမြေအရင်ဆုံးကြိုပါမယ်။သူကငပိကိုအရင်ဆုံးကြိုပြီးအနံ့ပြအောင်ကြိုမှသူကရခိုင်မုတ်ဒီရဲ့အရာသာအဓိကထွက်တာပေါ့နော်။ အဲဆိုတော့ခါကြတော့ချမ်းမြေကချမ်းမြေအများကြီးမချက်ဘူးချမ်းမြေအခိုင်ပုံတွေနည်းနည်းပဲရှင်မှာအဲဆိုတော့ချမ်းမြေရေအေးနဲ့လည်းရတယ်เนาะချမ်းမြေကရေနွေးစုပြီးသားရှိလို့ရေနွေးစုပြီးသားနေတော့ဆယ်ရေနွေးစုပြီးသားလီတာဝက်တလီတာမှာတဝက် ချမ်းမြေအဲ့ဒီတလီတာတဝက်နဲ့အဲ့ဒီငပီကိုအရင်ဆုံးအနှံ့ပြအောင်ကြိုမာပါအာငပီကိုဒါငပီကိုထည့်တယ်ရေးထည့်တယ်အဲ့ဒါပြီးလို့ရှိရင် ရှမ်းပြည်ဒီငပိကိုဆူပြီးတော့အနံ့ငပိအနံ့ပြောက်တဲ့အထိရှမ်းပြည်ကြိုးပါမယ်အခုလောလောဆယ်ငပိအမဒီနေ့အရင်ဆုံးတဲပြီးတော့ငပိကြိုးအရင်ဆုံးလုပ်ထားပါတယ်အဲ့ဒါပြီးလို့ရှိရင်ရှမ်းပြည်ငပိကြိုးထားတော့မှရှမ်းပြည်ဒီမှာငရုတ်ကောင်းကတော့ဟိုကိုကြိုက်တဲ့အပူအဆက်အနည်းများပေါ့မူတည်ပြီးထည့်ပါနော် ီငရုတ်ကောင်းကရမ်းဆက်တဲ့အတွက်ကြောင့်ရှမ်းပြည်ကနည်းနည်းပဲထဲ့ပါတယ်။အငရုတ်ကောင်းအစီမရှိရင်လည်းအမှုန့်သုံးလို့ရပါတယ်။ရှမ်းပြည်ကကြတော့ငရုတ်ကောင်းအစီနဲ့ပူကြိုက်လို့ငရုတ်ကောင်းအစီပဲသုံးပါလေ။ဘာဖြစ်လဲဆိုတော့ငရုတ်ကောင်းအစီကိုပဲသုံးတယ်ဆိုတာလေ။ရှမ်းပြည်ရဲ့ခိုင်မှကြတော့ငရုတ်ကောင်းအစီလေးကိုဒါငရုတ်ကောင်းစီလှော်ပြီးသားပါ။ငရုတ်ကောင်းအစီလေးကိုလှော်လိုက်။လှော်ပြီးလို့ရှိရင်လှော်ပြီးလို့ရှိရင်ငရုတ်ကောင်းအစီလေးကိုအခုလိုမျိုးလေးထောင်းပါလေ။ ထောင်းပြီးလို့ရှိရင်ကြက်သွန်အဖြူလေးနဲ့ငရုတ်ကောင်းလေးနဲ့အခုလိုမျိုးလေးရောပြီးတော့ထောင်းပါလေအဲ့လိုရောထောင်းပြီးတော့မှခင်းကရူးလေးကိုထည့်တာကလေအဲ့ဒါရခိုင်ပုံကြီးရဲ့ရှိုးဝဲရှက်အရသာတစ်ခုပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုမျိုးမှသူကငရုတ်ကောင်းနဲ့ကြက်သွန်ဖြူနဲ့အရသာလေးကရမ်းမွေးပြီးတော့လိုက်ခဲ့ပါတယ်လို့ပြန်ငရုတ်ကောင်းကြက်သွန်ဖြူကိုအရင်ညံ့အောင်ထောင်းပါဦး မျိုးကောင်းကိုထောင်းပြီးလို့ရှိရင်ကြက်သွင်းပြီးလို့အခုလိုထောင်းနိုင်တဲ့အချိန်မှာကိုအနံလေးမှွေးနေတာအဲ့လိုမျိုးမှွေးတဲ့အရာတာကိုထွက်လာတာအဲ့လိုဆိုတာကကြာဒီလောက်ကလေးပဲဒီအနေတော်လေးပဲထောင်းပါတယ်ဒါထောင်းပြီးအစင်းပြင်မှာအလားငပိကိုဂျူပြီးတော့ဟိုဂျူထားတော့မှာချမ်းမြေဒါအစင်းသေးလေးပြင်ထားပါတယ်ပြီးလို့ရှိရင်ဒါငါချမ်းကြီးရဲ့ဘက်စုံသုံးငါးလေးပါဒါกินထားပြီးသားပါအရင်တော့ငါးกินကြီးလက်တင်ထားပေးပြီးပါပြီ အဲရေခဲ့တဲ့တားထဲမှာအဲ့လိုกินပြီးတော့တင်ထားတာပေါ့နော်ချမ်းမြေတို့ရခိုင်မှာကြတော့တချို့ကငါးပြုတ်နဲ့ချက်ပါတယ်တချို့ကတော့ငွှေกินနဲ့ငွှေကြက်တိုက်လို့ခေါ်ရပေါ့နော်အဲ့လိုငါးကင်နဲ့ချက်ပါတယ်ဟိုကိုစိတ်ကြိုက်ပါရှိတဲ့ငါးနဲ့ချက်လို့ရပါတယ်ချမ်းမြေတခါပြောတဲ့ပလာတူးတို့ဘာလို့နဲ့လဲချက်လို့ရပါတယ်အဲဒီကတော့ငပီကိုကြက်အောင်ကျိုးပဲလိုပါတယ်လို့ဒါကတော့ချမ်းမြေငမြင့်ရှင်กินထားတာပေါ့နော်ဒီငမြင့်ရှင်กินထားတာ90 g ပါဒါကိုအခုမထည့်သေးပါဘူးချမ်းမြေ ညာနဲ့မျိုးကောင်းနဲ့စက်တုံဖြူနဲ့ငားတယ်ဟိုငပိကိုအရင်ဆုံးအနှံ့ကြအောင်ကြိုးပြီးမှထည့်ပါပါတို့အခုငပိကဆူလာပါပြီငပိကအခုလိုမျိုးဆူလာပြီဆိုလို့ရှိရင်ချမ်းပြေရနည်းနည်းပဲရှမမို့လို့ပါနော်ဒါတော့ဒါကမြင်ငပိဆိုတော့ကတည်းကသူကတော့တိတ်အမြုံမထားပါဘူးတခြားငပိနဲ့ချက်တယ်ဆိုလို့ရှိရင်အမြုံထားပါလေအိုးဝေကြနိုင်ပါတယ်အဲလိုဆိုတော့ကတော့အခုလိုမျိုးဆူလာတဲ့အချိန်ကြလို့ရှိရင် ီးကိုလျှော်ပေးပါသူကတော့ချမ်းကြီးမပြီးမပြောသေးပါဘူးမပြီးရအကောင်လုံးမပြောသေးဘူးချမ်းကြီးနည်းနည်းလျှော်လိုက်ပါမယ်အဲ့တော့ချမ်းကြီးမချော်ပြီးတော့မပြီးဘူးဒီအလဲအလက်လောက်နဲ့ကြိုးပါမယ်ဟာအတိကမပြီးတော့အနံ့ပြအောင်ကြိုးရပါတယ်လို့အကောင်လုံးကိုတစ်ခါတည်းထည့်ပြီးချက်လို့မရပါဘူးတကယ်လို့အလူတွေဘာတွေမှချက်မယ်ဆိုလို့ရှိရင် မပီကိုတီးတန်ပြစ်ပြစ်ကလေးအိုးထဲမှာမပီတီးတန်ကျိုးရပါတယ်လို့မပီကိုအချိန်ယူပြီးတော့မီးအေးအေးနဲ့မပီကိုအနံ့ပြောက်တဲ့အထိအကြာကြီးကျိုးရပါတယ်အဲ့လိုကျိုးပြီးမှအလူဟင်းငါရေပါလေအဲ့လိုရှက်ပါတယ်လို့အလူရှမ်းပြည်တို့ရခိုင်မှာဆိုလို့ရှိရင်အလူလို့လို့ရှိရင်ရခိုင်ပုံကြီးတွေ့တာများပါတယ်ပိတ်တာတရားနှစ်ရာလေစရခါကြလို့ရှိရင်ရှေ့ဘက်ကကျွေးနေအနောက်ဘက်ကဟင်းကားရင်မလောက်လို့ရှိရင်အဲ့ဒီမပြီကိုအစင်းနဲ့ဂျူထားမှာ ်အငင်းဆက်ဆံရပါတယ်လို့ပြောလို့ဆိုတာမပီကိုဂျိုထားပါတယ်အနံ့ပြောင်းပြီးတန်အိုးနဲ့ရင်ရွေးကိုပြီးရနေတဲထားပါတယ်ငါကင်းနေပါလေကိုအသားနှွင်ပြီးတော့ပြီးမှတည်တန်းထားပေးပါရယ်ပြီးတော့မှအကုန်လုံးကိုရိုးရိုးပြီးတော့ဆက်လိုက်တဲ့အခါမှာဆူရွားနဲ့ကျက်ပါရယ်လို့အဲ့ဒါ15မိနစ်မှုတ်ပြီးစားကျင်နေဆိုရင်တော့ချမ်းမြေအိမ်မှာငပီကိုဂျိုးပြီးတော့တင်ထားပါရယ်အဲ့လိုငပီကိုဂျိုးပြီးတော့ညီကဲတိတားထဲမှာထားပါရယ်အဲ့ဒါပြီးတော့ရင်းနှီးကိုကြော့ကြော့ဆူအောင် တယ်တဲ့ရေမွေးအိုးလေးကိုထည့်လိုက်တယ်။ငပိကြိုပြီးသားလေးကိုထည့်လိုက်တယ်။ဆူလို့ရှိရင်ကြက်သွန်ဖြူနဲ့ငရုကောင်းတဲ့အဲဒီငားခင်လေးနဲ့ကိုထည့်လိုက်ရင်15မိနစ်ဆိုရင်စားလို့ရပါပြီရခိုင်မုတ်တီ။အဲအဲ့ဒါမျိုးလေးပေါ့နော်။ချမ်းမြေအားတဲ့အကြောင်းမို့လို့အခုကကြတော့ချမ်းမြေငပိကြိုပြီးသားရှိပါလေ။အဲ့လိုရှိရင်မြန်မာလဲဒါပဲမဲ့ချမ်းမြေကအသေးစိတ်ရှက်ပြလာပါလို့အသေးစိတ်ရှက်ပြလာ။ဒီမှာ ။ဒါဆိုလို့ရှိရင်ဒါချမ်းမြေအချိန်ယူပြီးတော့မနေ့တော့က2နာရီလောက်ကြိုးထားတယ်ငပိပြစ်ပြစ်ကလေး။အဲဒီလိုငပိပြစ်ပြစ်ကလေးကြိုးထားပြီးသားနေဆိုလို့ရှိရင်ရခိုင်မုတ်ဒီစားတာအခုစားချင်းအခုရှင်းရှင်းပေါ့နော်။အဲ့လိုရေနွေးိုးလေးဆူလာတဲ့ဒီငပိလေးကိုပို့လို့တလောက်ကိုချက်တယ်ဟင်းငါယူပုံမူဒီဒီထက်ထည့်ပြီးလို့ရှိရင်ခုနကလူမျိုးပေါင်းချက်တူဖြူလေးထောင်ထားတာလေးထင်ငါတွေကငါကြီးလေးထည့်ရင်အဲ့ဟုတ်ပြီစားရတယ်။အဲ့ချမ်းမြေကပြီကြူပြီးသားလေးပြ။ချမ်းမြေရေခဲ့တဲ့တိုင်ကလူဘူးလေးနဲ့ထားပါလေ တောက်မထမ်းတော့ပါဘူးနော်ရှင်ကြီးကဘယ်လိုကူကူရအောင်လို့ဆိုပြီးမျိုးကြီးအစိမ်ကိုအဲ့လိုချိတ်ပြီးတော့ဒီလိုမျိုးပဲအခဲထဲမှာထားပါတယ်အဲ့ဒီအခဲလေးကိုထဲမှာဒီလိုလေးထည့်ပါမယ်လို့နော်ရှင်ကြီးကမကြီးသေးဖြောပြီးသားလေးကိုထည့်ပါမယ်လို့ဒီလိုလေးမကြီးသေးဖြောပြီးသားလေးရယ်မျိုးကြီးလေးရယ်ဒီလိုလေးထားပါမယ်ဒါကိုဒီလိုမျိုးလေးထားပြီးလို့ရှိရင် ချမ်းမြေဟင်းကားကြီးကျက်တဲ့အခါကျရင်တစ်ဖက်ကဟင်းကားကြီးလောင်းမှာအခုကရေခဲပြော့အောင်လို့ချမ်းမြေမကြီးသေးလေးနဲ့မယုတ်သေးလို့ဒီလိုမျိုးလေးအစင်တင်လုပ်ထားတာပါလို့ဂျီဒီကတော့ကိုအရှင်အများကြီးကြရင်တော့အများကြီးထဲပါချမ်းမြေကတော့အများကြီးမလိုချင်လို့ဂျီဒီကနည်းနည်းအယောင်မဲတဲ့အခါကျတော့ချမ်းမြေအယောင်မကြိုက်လို့လေအဲဒါကြောင့်အများကြီးမထည့်ဘူးနည်းနည်းပဲထည့်ပါတယ်လို့မယုတ်သေးမမဲအောင်လို့ပေါ့နော်မယုတ်သေးအစိမ့်ဆိုလို့ရှိရင်လည်းမယုတ်သေးစိမ့်လေးကိုထားအောင်မကြီးသေးအမဲလေးကိုဖြော မြို့ဒီစိတ်ဝင်လို့မညစ်ကြညစ်ထောင်းပြီးမကြီးဒီအမဲ့ဖြောထားတဲ့အထဲမှာထက်ထက်ပြီးလို့ရှိရင်ဟိုကဟင်းငါးကြီးမုတ်ဒီဟင်းငါးကြီးကျက်ပြီးဆိုတာနဲ့ဟင်းငါးကြီးပူပူလေးပေါ်နေလာပြီးဒီလိုလေးမှုလိုက်လို့ရှိရင်အဲ့ဒါရခိုင်မုတ်ဒီနဲ့စားတဲ့မြို့ဒီလေးရပါပြီလို့အဲ့ဒီမုန်ဒီနည်းနည်းပဲချက်တာဆိုတော့မုတ်ဖက်လည်းဒီမှာဒီတထုပ်မှာတဝက်တဝက်ပဲပြုတ်မှာပါလို့အဲ့ဒီမုတ်ဒီအခက်ကတော့ရှင်ဒီမုန်ဒီငါချက်တော့မှပြထားမှုပါတယ်ဒီတစိတ်က လက်မျိုးတို့ရခိုင်မုတ်ဒီစားတဲ့အခါကျတော့အရန်အစင်ကြီးတယ်အမြင်တိတိလေးတွေအမြင်တိတိလေးတွေတို့တန်ရွှဲရရခိုင်မုတ်ဒီလက်ညက်အတိုင်းပဲပေါ့နော်အမြင်တိတိလေးတွေစားတော့အရန်ကောင်းပါတယ်လို့ရခိုင်မုတ်ဒီစားဒီမုတ်ဖန်နဲ့အစင်အပြေဆုံးဒါဘီယနန်ထုတ်တာပါနော်ဒါဘီယနန်ထုတ်တာ၄00ဂရမ်ပေါ့အခုကတော့နည်းနည်းတော့အာနည်းနည်းတော့ရှားရဝယ်လို့သိနေရတယ်ချန်ရမုတ်ဖတ်ကို အရင်တော့ကဆိုရင်တော့ရေစိမ့်ထားတယ်ကြိုတင်ပြီးတော့အခုတော့မစိမ့်တော့ပါဘူးတမ်းမြေပါဘူးလို့ဆိုတော့လေရေစိမ့်စရာမလိုဟိုအချိန်နဲ့ကြာတယ်အဲ့လိုဆိုတော့ချမ်းမြေကရေလည်းမစိမ့်တော့ဘူးမုတ်ဖက်ကိုအဖက်နဲ့ရေအေးနဲ့တခါတည်းထည့်ပြီးတော့ပြုတ်လို့ရှိရင် तू ကရေစိမ့်ကြီးပြုတ်တယ်လို့မျိုးလဲအကြာကြာရေမြင့်ပြလာတဲ့အချိန်မှာမုတ်ကကအဲ့လိုမျိုးရေစိမ့်ကြီးပြုတ်တယ်လို့မျိုးဖြစ်တဲ့အကြောင်းမျိုး ဲနေရဖက်နဲ့အဖက်နဲ့ရင်းနဲ့တစ်ခါလဲထည့်ပြီးတော့ပြုတ်ပါလေဘူဟိုဘက်ကဟင်းဟိုင်းမပီကျိုးနေတော့ဒီဘက်ကနေမဟုတ်ဖက်ပြုတ်ပါမယ်လို့ဆိုမပီကျိုးတဲ့အနေထားကလိုမျိုးဖြစ်လာပါပြီအဲရေးကတတိတာမှာတဝက်ထည့်ပြီးတော့ကျိုးနေတာမပီရတော့အနံရောက်တော့ရှိနေပြီနံရောက်နေပါပြီအနည်းဆုံးတော့15မိနစ်မိနစ်20လောက်ကျိုးပါ အိုးကြီးလို့ရှိရင်တော့나이ဝက်လောက်ကျူပါအဲတကယ်လို့အဲ့လိုရေနေနေနဲ့ငပိကိုအဲ့လိုမျိုးအနှံ့ကြောက်အရင်ဆုံးကျူတာကိုအဆင်ပြေပါတယ်လို့တခါတည်းကိုရှက်မဲ့ရေအနေထားနဲ့မပိထက်အကြာကြီးကျူလို့ရှိရင်အချိန်ပိုကုန်ပါတယ်အဲ့လိုစားကကြတော့မပီဘူးအရင်ဆုံးဒီနည်းနည်းလေးနဲ့အဲ့လိုမျိုးဘူးလိုမျိုးကြိုးပါအဲ့ဒါကတော့ဘူးပြီးလွယ်ကူပါတယ်လို့ဦးရာပြီးမှချမ်းမြေကိုလိုချင်တဲ့ရေအနေထားထည့်ပါမယ်ဘုမောက်ကပြုတ်လိုက်ပါဦးနော် ကဲခုဒါရှမ်းကြီးငပီကိုမိနစ်20ကျူလိုက်တဲ့အနေထားပါရေတလီတာမှာတဝက်ထည့်ပြီးကျူတာခုလိုခန်းသွားပါတယ်နော်မပီရလုံးဝအနံပြောက်သွားပါပြီအဲဆိုရေတီတာဝက်ထပ်ထည့်ပါမယ်အဲဆိုတော့ဒါကိုရှမ်းကြီးဆူအောင်တဲပါမယ်အစူအောင်ကြပြီလို့ရှိရင်တော့ရှမ်းပြည်ကမပီနဲ့ငားနဲ့ထည့်ပါမယ်ရေကလီတာဝက် ဒီတလီကလာဆိုရင်ရပြီပေါ့ဒါပေမဲ့ကိုရှိတဲ့အရင်အဲကြောင်ကိုပြီးပြီးတော့အရင်အနေနဲ့ကိုပြီးပြီးတော့ထည့်တာဆင်းရဲရင်းနဲ့ထည့်ထည့်ပါမယ်နာရီကတလီတာရှက်မဲ့အရှိုးပေါ့နော်အလားကြီးကလီတာဝက်ကတော့အဲ့လိုမျိုးမိနစ်20မပြီးကြောတော့မှခန်းသွားတဲ့ကြောင့်မို့လို့ရေးရလိုက်ထည့်ရပါတယ်လို့ မုတ်ဖတ်ကတော့အခုလိုမျိုးနေသားလေးသူကအဲ့လိုမျိုးရေစိမ့်ကြရမလို့ဆိုတာပြောတာရေအေးနဲ့မုတ်ဖတ်နဲ့တစ်ခါလဲထည့်ပြီးတော့ပြုတ်လို့ရှိရင်ရေစိမ့်ကြရမလို့ဒီကရေနွေးလေးရေကပူလာတဲ့အချိန်မှာမုတ်ဖတ်ကလိုဤသွားတာရေစိမ့်ကြလို့ပြောလို့ပေါ့နော်ဒါဆိုလို့ရှိရင်အဲ့ဒီလိုပြုလို့မရဘူးဘာလို့ဆူလာလဲ။ရှမ်းမီရေးထည့်တာဆူပြီးဆိုတော့ခုနကထောင်းထားတယ်။ ရေကောင်းချစ်သွင်းချူရငါးခင်ရောတစ်ခါလဲထည့်လို့ရပါတယ်။အမြင်တစ်ခါလဲထည့်ပါတယ်နော်။ခါလဲထည့်မှာလို့ထည့်ပါတယ်။မွေးနေတာပဲ။ဆာတော့ပေါ့ငမ်းကြီးပြီးမှထည့်ပါမယ်လို့ပြောဆိုတော့။ရှင်ကြီး ိုင်မုတ်ဒီရဲ့အဓိကအကြောင်းအရာကတော့စားပါငပိနဲ့စားပါနော်လုံးဝတခြားကမထည့်ပါဘူးရှမ်းမြေတို့တန်ရွှဲရရှက်လို့ရှိရင်ပဒဲကောဥတွေပါလေမထည့်ပါဘူးပဒဲကောဥလည်းမထည့်ဘူးဟိုတခြားဟာတွေလည်းမထည့်ဘူးရှမ်းမြေကဟိုငါ့ရှုံနေပြီးသားဆိုတော့ဟင်းချုံမုံတွေပါလေမထည့်တော့ဘူးဟင်းခတ်မုံတို့ဟင်းချုံမုံတို့ရတော့ကိုယ်စိတ်ကြိုက်ပါနော်ထည့်ပါရှမ်းမြေကတော့ မလိုအပ်လို့မထည့်ပါဘူးငါငါနဲ့အခုလိုမျိုးရှိရင်စိတ်ဆန်းမပြီးရလဲရှိုးပါတယ်လို့အဲ့လိုဆိုတော့ဒီချိုမုန်းလည်းမလိုပါဘူးလို့အခုလိုမျိုးဆူပြီးဆိုလို့ရှိရင်အနှံ့လေးကမွေးပြီးတော့ဘုခါကလည်းဒီမှာရပါတော့မယ်လို့ဘုခါကရတော့ ှင်ပြီးအပေါ်ငံမြေးပါမယ်။ခင်ငါရရရနေပါပြီ။ကိုစာမှာကော်ဖီဆုံးနဲ့တဆုံးဝဲပဲထည့်လိုက်တယ်ချမ်းမြေ။လုံးဝကတိကတော့ရှိုးပြီးတော့ကောင်းနေပါပြီလို့ချမ်းမြေနည်းနည်းလေးကြိုးလိုက်ပါဦးမယ်နော်။ချက်သူဖြူလေးနည်းနည်းချက်သွား။ အမီးလေးကိုလျှော့လိုက်ပါပြီ။ချမ်းမီမီးအေးလေးနဲ့ထားပါမယ်။ good ကဲအဟင်းငါရအားလုံးကြက်ပြီဆိုတော့ဟင်းငါရအားလုံးကြက်ပြီဆိုတော့ချမ်းမီဒီမှာဒီမှာငရုတ်သီးခုနကငရုတ်သီးကိုအခဲပြောင်းအောင်လှုပ်ထားတယ်ငရုတ်သီးမကြီးသေးလေးနဲ့အဲ့ဒီအထဲကိုဟင်းငါရတို့ကြွကြွဆူပုတ်ပွဲဆူလေးထည့်ပါမယ်။ အလိုလိုထည့်လို့ရှိရင်အလိုမျိုးထည့်လို့ရှိရင်ဒါငရုတ်ကြီးကမမဲတော့ဘူးဒါမုတ်တီနဲ့ရခိုင်မုတ်တီနဲ့စားဖို့အတွက်ငရုတ်ကြီးကိုအဲ့လိုမျိုးလေးဆိုလို့ရှိရင်ဟာမုတ်ငရုတ်ကြီးကမမဲပါဘူးနော်ဒါဒီလိုအနေထားလေးနဲ့တနေ့တနေ့ကုန်ခံပါရဲ့ဟာငရုတ်ကြီးကမမဲပါဘူး န်းနေကြက်တုံးရှူအဲ့ငရုတ်တီးကိုအဲ့လိုမျိုးလေးလုပ်လို့ရှိရင်ကြက်တုံးဖြူတို့ဒီလိုမျိုးမညက်တညက်လေးထောင်းပြီးထည့်ပါလို့ပြောခြင်းပါလဲဘာလို့ဆိုတော့ဗိုက်မနာအောင်လို့ပါလို့ငရုတ်တီးတွေကဗိုက်နာလို့ပါငရုတ်တီးအစိမ့်ကအဲ့လိုမျိုးလေးကြက်တုံးဖြူလေးကိုအဲ့လိုထည့်ထားလို့ရှိရင်ဗိုက်မနာပါဘူးနော်အလူလေးထဲမှာမြုပ်ကြီးအစိမ်းစားတဲ့အခါဗိုက်မနာအောင်မလို့ပါလို့ကဲရပါပြီမြုပ်ကြီးကတော့ပြီးပြီမုံကြီးစားအောင်ပြီ ဘုဖကတော့ဘုဖကရပါပြီချမ်းမြေမိပိတ်လိုက်ပါပြီ ီးပါမောက်ကကြီးနဲ့ဆင်းရှားမှာလုံးဝအေးတော့မှာအဲဆိုဒီမောက်ဖက်ကအဲ့လိုဆိုလို့ရှိရင်လေမောက်ဖက်ကိုရေအေးနဲ့လုံးဝအေးတော့အောင်ဆေးပြီးတော့မှာဆိုလို့ရှိရင်လေတရက်နှစ်ရက်ခံတယ်ဟောမောက်ဖက်ကလေးအဲ့လိုကိုရခိုင်ကတန်းရွှဲရ လက်ညှိုးမှုအတိုင်းပါရတယ်။တော့ရေးအေးနဲ့အေးစက်။ဒီစက်မြောင်းကန်လာတယ်။ဒါဆိုလို့ရှိရင်ချမ်းမျိုးတန်းတန်းလာဆိုလို့ရှိရင်မုတ်တူလေးကိုဒီလိုအထုံးလေးတွေထုံးပြီးတော့ ရောက်ပါတယ်เนาะရှမ်းပြည်လိုတန်းတွင်းရရခိုင်မြို့ကြီးရောက်လူမျိုးအထုံးလေးတွေပါလို့စားဖို့လေးတွေတည်ပါတယ်တန်းတွင်းရရခိုင်မြို့ကြီးရောက်အဲဆိုတန်းတွင်းရမြို့ကြီးလက်ညှိမြို့ကြီးရန်ကုန်ကိုပို့လို့ရှိရင်လည်းရန်ကုန်ရန်ကုန်ကိုပို့ရင်လည်းလို့ပဲမပြောဖက်နဲ့ပတ်ပြီးတော့ပို့တယ်နှစ်ရက်သုံးရက်ခံပါတယ်အဲအဲ့လိုမျိုးပဲရှမ်းပြည်ကဒီမြို့ဘက်ကလည်းရှမ်းပြည်ကအဲ့လိုပြုတ်ပြီးလို့ရှိရင်ရည်အေးနှလုံးကဆေးပြီးတော့ အေးစနေအောင်ဆေးပြီးအခုလိုမျိုးတွေလုပ်လို့ရှိရင်တရက်နှစ်ရက်ထားခံပါတယ်လို့ချမ်းမြဒါလေးစားလို့တခါတည်းနဲ့စားမကုန်ဘူးဆိုလို့ရှိရင်အဲ့ဒါဘူးလေးနဲ့ထည့်ပြီးရေခဲတစ်တာလည်းမထားစားပါနဲ့လို့အဲ့ဆိုရင်ပြည့်စည်မွားပါဘူးအဓိကတော့ရေလုံးဝအေးသွားအောင်ဆေးကိုအဓိကပါလို့ဒါဆိုလို့ရှိရင်ဒါမျိုးရခိုင်ကလက်ညှိုးပြီးအလားမျိုးတွေတောင်းနေပါ ကျက်သွားပြီဆိုတော့ချမ်းမြေ့ပလေးတင်ပြမှာမယ်မုတ်ဖက်ကလေးကတော့နည်းနည်းဆူဆူလေးရှိနေတော့ကောင်းတော့ပေါ့နော်လက်ညှိအဆူလေးစားရတယ်လို့မျိုးလေးပေါ့လက်ညှိအဆူလေးစားရတယ်လို့မျိုးလေးဆိုတော့အဖက်ကတော့အများကြီးမထည့်ဘူးဖောက်ထည့်မယ်မြူဒီစိမ့်လေးထည့်မယ်အဲဒီအရှင်လေးကိုကြာရင်ထည့်ပါ ကြရင်မထဲနဲ့မြုပ်တိမှာအရှင်းပါတယ်ဆိုပေမဲ့နည်းနည်းပဲထည့်ထားတယ်ဆိုတော့လေဒီငွေကြီးတိကရှင်းတယ်ဆင်းမင်းနည်းနည်းလေးဒီလိုထည့်ပါမယ်ပြီးတော့ကဲကျက်တော့ကျက်တော့အနီကျော်လေးကျက်ကျော်ကလေးရွရွလေးကျော်ထားတာလေးထည့်ပါမယ်ဆမ်းမီတို့ရခိုင်ဘက်မှာမုတ်ဒီရခိုင်မုတ်ဒီစားလို့ရှိရင်ကျက်တင်ဖြူစီချက်နဲ့မစားပါဘူးเนาะ ကျက်တော့အနီကိုအဲ့လိုမျိုးကြွကြွကလေးကြော်ပြီးတော့အဲ့ဒီစီကျက်နဲ့စပါတယ်လို့အဲ့ဒါချမ်းမြေတန်ရဲကတန်ရဲစတိုင်ရခိုင်မုတ်ဒီွာအဲဆိုတော့ချမ်းမြေတို့ရခိုင်မှာရခိုင်ပြည်နယ်ရဲ့မြို့တော်တော်များများရဲ့ဒေသမှာစားတာရခိုင်မုတ်မျိုးဒီလိုမျိုးပဲစားပါတယ်ဗရေကောဥလေးပါလေးမထည့်ပါဘူးအဲ့ဒါကျက်တော့ဖြူစီချက်နဲ့မစားပါဘူး ချက်သုံးအနီးစီချက်နဲ့စားပါတယ်။ဒါချမ်းမြေပဲ့ကြောတော့ချမ်းမြေအခုမနဲ့ထားမှလွတ်လွတ်လပ်လပ်ကြော်ထားတာပါလို့။အဲချမ်းမြေအိမ်မှာပဲ့ကြော်ကြော်ပြီးသားမရှိတော့အခုမှပဲ့ကြော်ကြော်ထားပါလေ။အချမ်းကြီးပဲကြော်ကြော်နီးကိုတော့နောက်မှတည်တံ့တင်ပေးပါမယ်လို့အမကြီးရဲ့ပဲကြော်လေးကတော့ကြွကြွရွရွပါမယ်။ကဲလူစရခါကြတော့ ကဲဒါကတော့ရှမ်းပြည်တို့တန်နွဲစတိုင်ရခိုင်မုတ်ဒီလေးစားလို့ရပါပြီရှက်စားကြည့်ပါအရင်လွယ်ကူပြီးတော့စားလို့အရသာရှိတဲ့တန်နွဲစတိုင်ရခိုင်မုတ်ဒီစစ်စစ်ပါနော်အားလုံးကျေးဇူးတင်ပါတယ်ရှင်